မလိုရေတံဘူးကွန်မျိုးစားဘဝဖြစ်ဖြစ်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်။ဒီစုံကျွန်တော်တို့ကရေတံဘူးကွန်ရဲ့အဖုံးလေးကိုအပေါက်ဖောက်ပါမယ်။အပေါက်ကလေးကိုလည်းတင့်တော်ရုံဖောက်ပါမယ်။ကြီးလွင်လည်းမကောင်းပါဘူး။သေးလွင်လည်းမကောင်းပါဘူး။ဒီလောက်ဆိုရင်ရပါပြီ။လောက်ပေါက်ဆိုရင်အဆင်ပြေဆုံးဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တိတ်ကလေးပါတိတ်အကြည်လေးပါတိတ်အကြည်လေးရပါတယ်တိတ်အနောက်ကိုလည်းတုံးလို့ရပါတယ်ဗျ။ ဒီမှာဆိုရင်တိတ်ကလေးကိုခေါက်ထားပြီးတော့မှလက်ကင်လို့ရအောင်အဖက်ကလေးတစ်ခုလုပ်ထားတာဖြစ်ပါတယ်။ဒါလေးနဲ့စောစောကဖောက်ထားတဲ့ရေတံဘူးအဖုံးရဲ့ပောက်ကလေးကိုပိတ်မှဖြစ်ပါတယ်။ဒါကလည်းယာယီပိတ်တာဖြစ်ပါတယ်။တကယ်သုံးပြတဲ့ခါမှဆိုရင်အဲ့အဖက်ကလေးကိုလက်နဲ့ဆွဲကင်ပြီးတော့မှအပေါက်ဖွင့်ပြီးတော့မှသုံးဖို့ဖြစ်ပါတယ်။ဘိုးနေတဲ့ဟာလေးကိုတော့ကျွန်တော်တို့ကကြည်နဲ့ညှပ်ထုတ်ပလိုက်ပါမယ်။ တော့သုံးပြီဆိုရင်ဒီဖက်ကလေးကိုဆွဲလှမ်းပြီးတော့မှသုံးလိုက်ရုံပါပဲပြီးတော့ရေသံမှုရဲ့အဖင်ကိုလည်းတော့အပေါက်သေးလေးတစ်ပေါက်ဖောက်ပါအောင်မယ်အဲတော့ဒုနန်ကျူးလေးကိုမီးရှို့ပြီးတော့မှအပေါက်ဖောက်ရပါတယ်ဒီပေါက်ထဲကိုကျွန်တော်စကူလေးထည့်ပြီးတော့မှစကူလေးနဲ့စုပ်မှဖြစ်ပါတယ်ရေလုံအောင်လို့တည်တည်ချာချာဖစ်တင်ကြအောင်စကူလေးနဲ့စုပ်တာဖြစ်ပါတယ်ဒါဆိုရင်အတွင်းထဲမှာတန်ကြုံလေးတစ်ခုထောင်းနေပြီဖြစ်ပါတယ် ။အဲဆိုရင်စကူတန်ကြုံလေးပါ။ရေလုံတော့ပို့ပြီးတော့မှတေချာသွားအောင်လို့ဖိုင်ဝူဒူကောနဲ့ထပ်ပြီးတော့မှကတ်တာဖြစ်ပါတယ်။ဖိုင်ဝူဒူကောနဲ့ကတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရေတန်ဘူးရဲ့ကိုရေတန်ဘူးရဲ့တော့ဝနီနီလောက်ရေထဲမှာဖြစ်ပါတယ်။ဒါလို့ဆိုရင်နေတော့ပါပဲ။ဒါကတော့ဆိုတာပါ။ဆိုတော်မုံကိုကျွန်တော်တို့ကုံစုံဆိုင်ဒီမှာအလွယ်တကူဝယ်ယူလို့ရပါတယ်။ဆိုတော့ကရေတံမူလေးတဲ့ကိုပဲဒီဆိုတော်မုံလေးတွေထဲမှာဖြစ်ပါတယ်။ ဆော်ရမုံလေးတွေကို3ဇွန်းလောက်ထဲမှာဖြစ်ပါတယ်။ညသွားလဲပြဿနာမရှိပါဘူး။နေသွားလဲပြဿနာမရှိပါဘူး။နော်ဆိုရမုံထည့်ပြီးသားပြီဆိုရင်တော့ဆက်ပြာစီထည့်ပါမယ်။ဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ဆက်ပြာစီပဲဖြစ်ပါတယ်။ဆက်ပြာစီကိုတော့နှစွန်းလောက်ထည့်ပါမယ်။ဒါဆိုရင်ရေရဲ့ စောရာရဲ့စက်ပြစီရဲ့ထည့်ပြီးတော့ပါပြီ။ဒါကတော့ကလေးတွေစောတဲ့ပူစီပေါင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်ပူစီပေါင်းတဲ့ကိုဒီဗနီဂါလို့ခေါ်တဲ့ရှလကာရီထည့်မှဖြစ်ပါတယ်။ကျွန်တော်တို့ဘူစီပေါင်းတဲ့ကိုရှာလကာရီထည့်တဲ့ခါမှာလဲတိတ်အများကြီးတင့်ထောင်နေအောင်ထည့်လို့မသိပါဘူးခပြော့ပြော့လေးထည့်တင်ပါတယ်ဒါမှသာလေကျွန်တော်ရေတံမူးလေးကိုထည့်တဲ့ခါမှာ လွယ်လွယ်ကူကူထည့်လို့ရမှာဖြစ်ပါတယ်ဒီလိုနေထားမျိုးဆိုရင်ရည်တမှုနဲ့ထည့်လို့အဆင်ပြေပါတယ်ရည်တမှုရဲ့ဟိုကျွန်တော်ထည့်ပါမယ်ကြပါပြီအဲဆိုရင်ရေတံမှုရဲ့ကို ပူစီပေါင်းလေးဝင်သွားပါပြီပူစီပေါင်းထဲမှာရှိတဲ့ရှလကာရေနဲ့ အောက်မှာရှိတဲ့စော်ရာမုံရည်နဲ့တွေ့ပြီးတော့မှဓာတ်ပြူအောင်လို့ဖြစ်ပါတယ်ဒါပေမဲ့လို့မတုံးခင်မှာဓာတ်မပြူအောင်လို့ကျွန်တော်တို့ကကြိုတင်စီမံထားတာဖြစ်ပါတယ်ဒါကတော့နောက်ဆုံးပိတ်နေတဲ့ Fire Extinguisher အတွက်ဖုန်းလေးကိုပြန်ပြီးတော့မှဖုန်းလိုက်တာဖြစ်ပါတယ် ဒီမှာဆိုရင်ဘူစီပေါင်းလေးကအောက်မှာရှိတဲ့တန်ကြိုလေးနဲ့ထိပြီးတော့မှပေါက်သွားတဲ့အခါမှာဆိုရင် ရေတံဘူးလေးကရှိတဲ့ရေနဲ့ဘူစီပေါင်းလေးကရှိတဲ့ရေနဲ့ပေါင်းပြီးတော့မှဓာတ်ပြုတ်ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်တန်ငွေတွေထွက်လာမှာဖြစ်ပါတယ်။တကယ်ခုဆိုရင်တော့ကျွန်တော်အိမ်မှာပဲလွယ်တကူကိုယ်တိုင်လုပ်လို့ရတဲ့ fire extinguisher ကိုရှာလို့ခေါ်တဲ့မိသက်ဆေးဘူးလေးလုပ်လို့ရပါပြီ။ဒါလေးကိုကျွန်တော်တို့တကယ်ကိုအလုပ်လုပ်လားမလုပ်လားဆိုတာကိုကျွန်တော်လက်တွေ့ဆန်းကြည့်မှာဖြစ်ပါတယ်။ ဒီစည်းစီရဲ့စကူရဲ့အဝိစာရဲ့စားတဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေကိုပေါင်းပြီးတော့မှမိဘုံဖိုးရတာဖြစ်ပါတယ်။ဒါလေးနဲ့ကျွန်တော်တို့စားပြီးတော့မှစမ်းကြည့်မှဖြစ်ပါတယ်။ဘုဒ္ဓကတော့ကျွန်တော်အတင်သုံးလို့ရတဲ့မိသက်ဆေးဘူးပါ။ဒီမှာဆိုရင်ကျွန်တော်တို့ cloud လိုက်မှဆိုရင်အောက်ကတန်ချောင်းနဲ့ဘူစီပေါင်းလေးနဲ့ထိပြီးတော့မှ carbonite outside ရဲ့ကျွန်တော်တို့စက်ပြမြုပ်ရဲထွက်လာမှဖြစ်ပါတယ်။အဲတော့ခောက်ကြည့်ပါမယ်။ မစားပြီးတော့မှကောင်းတဲ့ outside ကပန်းလာပါပြီကျွန်တော်မီးဘုံကိုမထီသေးပါဘူးမီးဘုံတန်းထီတာနဲ့တန်းပြီးတော့မှမီးရဲ့တန်းချိန်သွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ fire extinguisher ကိုချလို့ခေါ်တယ်မီးသက်စေဘူးလေးကတကယ်ကိုကျွန်တော်အသုံးတည့်တယ်တကယ်ကိုလုံးလုံးတာကို တွေ့ရပါတယ်